40စစ်ပွဲလို့ခေါ်တဲ့ဒီတိုက်ပွဲကြီးဟာ1385ခုနှစ်ကနေ1424ခုနှစ်အထိနှစ်ပေါင်း40နီးပါးကြာမြင့်ခဲ့ပါတယ်။ဒီစစ်ပွဲဟာရှေးခေတ်မြန်မာနိုင်ငံတမိုင်းတလျှောက်မှာအရေးအပါဆုံးနဲ့အပြောင်းလဲအများဆုံးဖြစ်ပေါ်စေခဲ့တဲ့ကာလတစ်ခု အဖြစ်ရပ်တည်နေပါတယ်။ဒီလိုရှေ့လျားတဲ့ပြည်ပခကြီးကြောင့်ဒေသတစ်ခုလုံးရဲ့နိုင်ငံရေးအခြေအနေရောယဉ်ကျေးမှုဆိုင်ရာအနေအထားတွေပါထဲထဲဝင်ဝင်ပြောင်းလဲသွားခဲ့ရပါတယ်။ ဒီစစ်ပွဲရဲ့အစကဘလို့ဖြစ်လာတာလဲဆိုတော့ပကံအင်ပါယာကြီးပြိုလဲသွားပြီးနောက်ပိုင်းအာနာလိဟာမှုကြီးတခုဖြစ်သွားတယ်။အဲဒီကနေဒေတာအလိုက်အင်အားကြီးတဲ့နိုင်ငံတွေ ပေါ်ပေါက်လာတယ်။အဓိကကတော့မွန်တွေရဲ့ဟန်တာဝရီနိုင်ငံနဲ့ဗမာတွေရဲ့အင်းဝနိုင်ငံပေါ့ဒီနိုင်ငံနှစ်ခုပေါ်လာတာကကိုရှောင်လွဲလို့မရတဲ့စစ်ပွဲတစ်ခုဖြစ်လာဖို့အခြေခံအကြောင်းရင်းဖြစ်ခဲ့တယ်။ ဟန္တာဝရီဘရင်ရာဇာဒီရစ်ကလည်းမြမနိုင်ငံ တောင်ပိုင်းမှာသူ့ဩဇာကိုခိုင်မြဲအောင်လုပ်ပြီးမြောက်ဘက်ကိုပါတိုးချဲ့ဖို့ရည်မှန်းထားခဲ့တာပါတဖက်မှာကျတော့အင်းဝနိုင်ငံအစ်ကလေးကလည်းမြမနိုင်ငံ အထက်ပိုင်းကကွဲပြားနေတဲ့နေမျိုးတွေကို သူ့ရဲ့အုပ်ချုပ်မှုအောက်မှာပေါင်းစည်းချင်ခဲ့တာပေါ့စပွဲစားဖြစ်ရတဲ့မိဘလေးတွေကတော့များသောအားဖြင့်နေဆက်ဒေတာကအေးပါတဲ့နေရာတွေအတွက် နေမြေညင်းပွားမှုတွေရဲ့ ဩဇာအာဏာသေးငယ်တဲ့မျိုးစားနှမ်းများမှာအငွေဆက်ခံရေးပြဿနာတွေရဲ့ကြောင့်စခဲ့ကြတာပါဒီလိုရှင်ပြိုင်နေတဲ့ရီမန်းချက်တွေကပြင်းပြင်းထန်ထန်တိုက်ခိုက်မိကြပြီးနှစ်ပေါင်းများစွာမရက်မနာစစ်ပွဲတွေဖြစ်လာစေခဲ့တဲ့အဲ့ဒီစစ်ပွဲတွေကလည်းမွန်လူဖွဲ့စည်းနဲ့ဗမာလူဖွဲ့စည်းနှစ်ခုလုံးမှာမိမိရနိုင်တဲ့အမှတ်အသားကြီးတွေကိုခြံထားရစ်ခဲ့ပါတယ်